အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်အခုတွားရောက်ဖုံးမြောင်မှာကတော့ရွှေကုံဖရာအရှိဘက်မဟုတ်ရဲ့အနောက်ဘက်ချင်မှာရှိရဲ့စုတောင်းပြည့်ဓမ္မစေတီဖရာပဲဖြစ်ပါတယ် မစရိဘုရားမှာလာရောက်ပြီးတော့ပတိစိတ်တဲ့သူတွေတရားထိုင်တဲ့သူတွေများပါတယ်ဒီညလေးကစုညံခြင်းမရှိခင်ဗျတိတ်စိတ်တယ်တရားထိုင်လို့လည်းကောင်းပါတယ်ပတိစိတ်မယ်ဆိုရင်လည်းကောင်းပါတယ်ခင်ဗျဒီလိုဖရာရဲ့အနောက်ဘက်ခြမ်းမှာရှိရဲ့ နာမည်ကြီးဖះရတွေကိုတော့တောင်းတန်းလူတွေကမသိပါဘူးဗျာ။ညာတော့အဖြစ်ဖះရကိုတယောက်ထဲအေးစီးလာတဲ့သူတွေလာရောက်ပြီးတော့ဖူးမြော်ကြတယ်။ပတိစိတ်ကြတယ်။ဖះစားတွေရွှေပွားတရေဆဲကြတယ်။တရားထိုင်ကြပါရဲ့ခင်ဗျာ။ ရှိကောဘုရားရှင်ပြင်တော်ရဲ့အနောက်ဖက်ခြမ်းမှာရှိရဲ့ဖခင်များကိုလိုက်ပြီးတော့ထိုက်ပြပေးပါမယ်ခင်ဗျာအဲ့ဒါနေမှာတော့ 二百块钱给你买了。<laughs> ီစီရဲကဖရားတွေမှာတော့အောက်ဖက်တွေမှာဘလူးကောင်းရုပ်တွေရှိပါတယ်ခင်ဗျာ

နဂယုံဖရားပါခင်ဗျာဒီနဂယုံဖရားမှာဒိဋ္ဌံစုတောင်းပြီးတော့ရေတက်ပယ်လို့လည်းရပါတယ်ခင်ဗျာဒီဖရားကလည်းလူတိနေပါတယ်ဒါပေမဲ့တချို့လူတွေတိတယ်ခင်ဗျာအင်းမသက်သက်ကိုလာပြီးတော့ဒိဋ္ဌံစုတောင်းကြရဲ့ခင်ဗျာဒီနေရာလေးကတော့နောင်တော်ကြီးစီဒီ ရှေကုံဖျားမြောက်ဖက်မဟုတ်ရဲ့အနောက်ဖက်အတွင်ထဲမှာရှိရနေရဖြစ်ပါတယ်ဒီညောင်မင်းကတော့ကဆုံလာပြည်နေမှာညောင်ရီ၃ပွဲပြုလုပ်တဲ့မြောက်ဖက်မဟုတ်ကညောင်ပင်ဖြစ်ပါတယ် ညောင်ရီသွန်းပွဲတာပြုလုပ်တဲ့ညောင်ပင်တွေကတော်တော်ကြီးကိုကြီးပါရဲ့ခင်ဗျာခုဖူးတွေ့နေရတာတော့နောင်တော်ကြီးစီတီပဲဖြစ်ပါတယ် ောင်တော်ကြီးစီကရွှေကုံစီရော်ရဲ့မြောက်ဖက်မုံနာမှာတည်ရှိတာဖြစ်ပါတယ်နောင်တော်ကြီးစီမှာလည်းအာယုံကွန်းတစားလေးကိုတည်ရှိပါတယ် ဒါကတော့နောင်တော်ကြီးစီရဲ့အာယုံငယ်တစ်စောင်းတစ်ခုတည်းဟာဗုဒ္ဓရုပ်ပွားတော်ပုံတော်များပဲဖြစ်ပါတယ်

လူရှင်းတယ်။ဒီစီတီစကားပြောမယ်ဆိုရင်အခုလိုနောက်ဖက်ချက်နေမှာတွားရပြီးတော့ထိုင်ပြီးတော့စကားပြောလို့ကောင်းပါရဲ့ခင်ဗျာ။ ရှားစားမှုနှင့်အထိတ်ထန်ဖျားဖြစ်ပါရဲ့ခင်ဗျာ။ ဒီကားနဲ့တက်လာမယ်ဆိုရင်မြောက်ဖက်မုတ်ရဲ့အပေါ်ဆုံးမှာရှိရဲ့ရက်ခမဲတော်ဖြစ်ပါတယ်။ရက်ခမဲတော်မှာလည်းလာရောက်ပြီးတော့ဒိတ်ချံပွဲကြီးပေးရသူတွေအများကြီးပါပဲခင်ဗျ။ ရွှေကုံစီတော်ရှင်ပြင်တနင်္လာတန်ရှိအသိသူအသိသားများမှသင်္ဃာတော်အရှင်သူမြတ်မဟာလူဝဲဝတ္ထုများလူရန်ပြီးတရားနာနေရဖြစ်ပါရဲ့ခင်ဗျမြောက်ဖက်မုတ်ဒဲလီကအတက်အစင်ပြုလုပ်တဲ့နေရာပဲဖြစ်ပါတယ် ပြီးညောင်ပင်မှာလည်းကဆုံလာပြင်းညောင်ရီ၃ပွဲတော်ကိုပြုလုပ်ပါတယ် Люди ဒီနေရာမှာအလဲပစ်စင်ကိုဆင်းတဲ့လေကားရှိပါတယ်ခင်ဗျာဒီလေကားနေဆင်းသွားပြီဆိုလို့ရှိရင်ဗုဒ္ဓဝင်ပြာခန်းကိုလည်းသွားလို့ရပါတယ်ခင်ဗျာနောက်ခောက်တွေကြမှာ အလဲပြစ်စင်တဲ့ဘက်ကိုပတ်ပြီးတော့ရိုက်ပြပါအောင်မယ် ီပင်ရအဝေးရချင်းတော်တော်လာရခင်ဗျအော့အော့ကလေးနဲ့ပင်စီရကြတော့တည်တည်လေးရဘူးတော်တော်များများလက်ပုံလိုက်တဲ့ မောင်းဖြစ်ပါခင်ဗျာရွှေကုံစည်ကြီးတော့ဒါတော့ရွှေကုံစည်ကြီးတော့ပြတိုက်ပဲဖြစ်ပါတယ်ဒီနေ့ကတော့ဒီနေ့ကတော့ပြတိုက်ပိတ်ထားရခင်ဗျာ ဒါကတော့အနောက်ဖက်ဆောင်းတန်းဆက်လီကရှိရဲ့အနောက်ဖက်ဆောင်းတန်းဖြစ်ပါတယ်။ဒီဆောင်းတန်းကဆင်းသွားမယ်ဆိုလို့ရှိရင်ဘုဒ္ဓဝင်ပြခဲ့မှမို့သွားလို့လည်းရတယ်လို့ပြည်သူရှင်ပြန်ကိုလည်းသွားလို့ရပါတယ်ခင်ဗျာ။ စနေတောင်းရဲ့မျက်နှာချင်းဆိုင်မှာရှိရဲ့နီလာဖျားဖြစ်ပါတယ်။နီလာဖျားကလည်းလူတိနေပါတယ်ခင်ဗျာ။နောက်ရောက်ပြီးတော့အတိတ်ထန်တဲ့လူတွေရှိပါတယ်။

ကျောက်စာတိုင်းတို့ဗီဒီယိုပေးမြတ်ဘူးခင်ဗျကျောက်စာတိုင်းရဲ့ပြီးမှာတော့ခဝွန်မြေနဲ့ပြုလုပ်ထားတဲ့ခဝွန်ဖျားရှိပါခင်ဗျ မွန်ပရားရဲ့ပြီးမှလည်းကဆုံညောင်ရဲ့တုံးပွဲတော်ကျင်းပတဲ့ညောင်ပင်ရှိပါတယ်ခင်ဗျာ။ နောင်ဘဲမုံမှာရှိတဲ့ရွှေတင်ကန်းအလူကန်ဌာနဖြစ်ပါတယ် သတင်းကြော့အတွက်လျှက်စင်မီးတွေနဲ့ပြုလုပ်ထားတဲ့ဇေဒီတွေပဲဖြစ်ပါတယ်ခင်ဗျာ ဒီဘုရားထဲမှာတော့ရွှေကုံစီရောအရှင်ပြင်ရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့ဘုရားများကိုပြပြဆုံဆုံနဲ့ဆိုက်ပြပေးထားဖြစ်ပါရခင်ဗျာနောက်တစ်ခါအခါခွင့်သိခင်မယ်ဆိုရင်တော့ဘုဒ္ဓဝင်ပြလိုက်မှာသွားဆိုင်ပြီးတော့တက်ဆက်ပြပါအောင်မယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုယ်စိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။